မက်ဖြစ်နိုဝင်ဘာလနေ့ရက်နေ့တနင်္ဂနွေနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ကပလီပင်လေပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လေရောအရှေ့လေပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာဒီနေ့မှပဲလေပြင်းနဲ့ရေဝံဖြစ်လာကမြန်မာနိုင်ငံကုန်တွင်းဘက်ကိုကမ်းခြေတွေကနေတဆင့်ဘင်္ဂလားပင်လေအော်မြောက်ပိုင်းကိုရွေ့လျားပွေရှိနေပါတယ်။ဒီလေပြင်းနဲ့ရေဝံဟာဆက်လက်အားကောင်းလာနိုင်ပြီးလေပြင်းနဲ့ရေဝံရဲ့ညဘက်အချမ်းဖြစ်တဲ့မြန်မာနိုင်ငံအပေါ်မှာတည်ရောက်မှုတွေရှိနိုင်ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံအတွင်းမှာရုတ်တရက်မိုးလွန်များကနေရာကွက်ပြီးမိုးသည်ထန်လာတွေဖြစ်ပေါ်လာနိုင်ပါရဲ့ရှင်။အိန္ဒိယမိုးလေဝသဌာနကတော့လေပြာနယ်ရုပ်ဝင်ဖြစ်တာရှိနိုင်တယ်လို့ထုတ်ပြန်ထားပြီးမိုးစလားကတော့အားကောင်းတဲ့မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ရှိတယ်လို့ဒီနေ့မနက်မှာပဲထုတ်ပြန်ထားပါရဲ့ရှင်။အိန္ဒိယနိုင်ငံကိုဝင်ရောက်ခဲ့တဲ့ဆိုက်ကလုန်းမုန်တိုင်းရဲ့အကျဉ်းချက်အနေနဲ့လက်ရှိဖြစ်လာမယ့်လေပြာနယ်ရုပ်ဝင်ရဲ့အရှိန်ကြောင့်မနက်ဖြန်မှာပြည်နယ်နဲ့တိုင်းအားလုံးတို့မှာမိုးများနိုင်တယ်လို့မြန်မာနိုင်ငံအထက်ပိုင်းမှာတော့မိုးလွန်များနိုင်မှာဖြစ်ပါရဲ့ရှင်။ အမဖြန်အတွက်မိုးရသွန်မှုခန့်မှန်ချက်တွေကိုပြောပြရရင်တော့ကရင်နီရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းဆက်ပိုင်းတို့မှာနေရာကွက်ကြောင်မူရနိုင်ပြီးကချင်မှာတော့နေရာကျကျဲမူရနိုင်ပါမယ်ရှင်။ဒါအပြင်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနေပြီးတော့မကွေးတိုင်းနဲ့ချင်းတို့မှာတော့နေရာစစ်စစ်မူရနိုင်ပြီးမန္တလေးတိုင်းရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာတော့နေရာကွက်ပြီးမူကြီးနိုင်ပါတယ်။ဒေသအလိုက်အထူးခန့်မှန်ချက်တွေအနေနဲ့ကတော့ပခုတ်ကူ၊မြင်းကျန်၊ပင်လောက်၊ကောလင်း၊ပင်လယ်ဘူး၊လာရှိုး၊ခရမ်း၊သုံးခွားမြို့နယ်တွေမှာ မိုးနှင်းငယ်ကနေမိုးများနိုင်တယ်လို့ရန်ကုန်မှာတော့နေရာကွက်မိုးကြီးတာတွေဖြစ်နိုင်တာကြောင့်သတိပြုသွားလာကြဖို့အကြံပြုပါရရှင်။လာမယ့်၃ရက်တာအတွင်းမှာရခိုင်၊အေဝတီတိုင်း၊ပဲခူးတိုင်းနဲ့မြို့ဝကျွန်ပေါ်ကံယူရန်ဒေသတွေမှာမွေးရည်ချိန်တွေအနေနဲ့မွေးရည်ချိန်၃လမှကျော်၄လမထိရွာသွန်းနိုင်တာကြောင့်စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့တောက်သူဦးကြီးတွေအနေနဲ့စိုက်ပျိုးမြေတွေအတွင်းရေဝတ်ကစိုက်ပျိုးတည်နှံတွေမပြတ်စီစေဖို့ရင်းနှုတ်မြောင်းတွေကိုသတိပြုပြင်ဆင်ထားကြပါလို့အကြံပြုလိုပါရရှင်။ ပြည်လည်းပြင်ခရီးသွားနေတဲ့ကဏီကဝေရေလောက်သားတွေကိုပြောချင်တာကတော့အထူးစိုက်ပြဖက်ပါမယ်။ပြည်လည်းပြင်ခရီးသွားနေတဲ့ကဏီကဝေရေလောက်သားတွေအတွက်ကတော့အထူးခံမဲ့ချက်အနေနဲ့မြမကံယူတန်တစ်ချောင်းနဲ့ကံလွတ်ပြည်လည်းပြင်တို့မှာတနအီမိုင်30ကနေ35မိုင်ထိလေပြင်းတွေတိုက်ခတ်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။လှိုင်းအမြင့်ဟာရှစ်ပေကနေ10ပေခန့်ရှိနိုင်တာကြောင့်ပြည်လည်းပြင်အတွင်းမထွက်ခွာဖို့အကြံပြုတိုက်တွန်းလိုပါတယ်ရှင်။ မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှကြောက်လဲနေရကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်ဆောင်ကြည့်ပေးဖို့မြင့်တက်ရခန့်အပ်ပါရဲ့ရှင်။